လူတွေပြုံးနေကြတဲ့ဟင်းဝရနဲ့သူကြားကဆက်ဆံရေးကိုအမှန်တိုင်းချပြလာတဲ့ဆောင်ရုံစင်အခုလက်တလောအင်တာနက်ပေါ်မှာဟင်းဝရနဲ့ပေးစားခံရတဲ့ပုံမှာပြက်သားစွာပြောလာတာကဆောင်ရုံစင်မှာအထူးသဖြင့်ပြီးခဲ့တဲ့ရက်ပိုင်းမှာဟင်းဝရနဲ့ဘာတစ်ခုမှအတူတူတည်းရိုက်ထားတဲ့ဆောင်ရုံစင်တပ်ပေါ်နေကြောင်းလူပြောပြနေတာဖြစ်ပါရင်အထူးသဖြင့်ဆိုပြီးတဲ့စင်နဲ့လက်ထက်ခံဒီမှာဟင်းဝရနဲ့တွဲရိုက်ထားတဲ့ဆောင်ရုံစင်ရဲ့တပ်ပေါ်ကြောင်းဆောင်ရုံစင်ဟာဟင်းဝရနဲ့ဘာလို့လို့ညာလို့လို့တရေထွက်ခဲ့တာပါခုခါမှာတော့ဆောင်ရုံစင်ကဟင်းဝရနဲ့ပတ်သက်ပြီးအခုလိုဝင်ခံလာပါ ါတယ်။ဟင်းဝီရံရဲ့စိုးပြေတို့နဲ့ပတ်သက်ပြီးတော့အရင်ကငှက်ညာမယ်ကိစ္စတွေရှိတာကြောင့်သူနဲ့ပတ်သက်လို့ထွက်လာတဲ့သတင်းတိုင်းကိုဖြည့်ရှင်းဖို့တွန်းဆုံနေကြတာကရင်ကုန်နှုတ်ပိတ်တိခန့်နေကြရတာလို့ပြောလာတာပါ။ ဆောင်းယွန်ဆန်ကအတန်းရှင်းယူတဲ့ထင်ခံရပြီးမတင်ပြန်ရင်လည်းမိကလင်းဖြစ်ပြီးတိတ်ခါမရှိဘူးအထင်ခံရနေလားဆိုပြီးတော့ညင်နေတာမှလားလို့ပြောကြလို့လို့နောက်ဆုံးအနေနဲ့ဖြည့်ရှင်းတော့မယ်လို့ပြောလာတာပါအခုလိုမင်းသားဟင်းဝင်းရဲ့မွေးနေ့ပါတီတစ်ခုမှပြည့်နေသွားတဲ့ပုံတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြလာတာကတော့ဟင်းဝင်းရဲ့တငယ်ချင်းမိတ်ဆွေအနေနဲ့ပွဲတွေတော်တော်များများလေးစုံမှုကြကအပြင်မှာလည်းတငယ်ချင်းလိုပဲယဉ်နေကြတာလို့ပြောလာတာဖြစ်ပါတယ်